Samsung Galaxy A56 ဈေးနှုန်းကတော့19,900ကိုထောင်မနေ့ဖြစ်28ရက်နေ့ pre-order နောက်ဆုံးရပဲဖြစ်ပါတယ် pre-order တင်နေဆိုရင်တော့ double storage travel adapter အပြင် Samsung original cover ကို30ရာခိုင်နှုန်း discount နဲ့ရရှိမှာဖြစ်ပါတယ်တကယ်ပဲဆို19,900နဲ့ Samsung Galaxy A56 ကိုရွေးချယ်တင်လာဒါနဲ့ပတ်သက်ပြီးမှချက်လောက်ပြောကြည့်ကြည့်ရအောင်ဗျာပထမအဆုံးဒီဇိုင်းအားစပြောကြည့်ကြည့်ရအောင်ဗျာဒီဇိုင်းကိုချိရမယ်ဆိုရင်တော့ personally ကျွန်တော်ကတော့တော်တော်လေးကိုကြိုက်တာမျိုးရှိပါတယ် S2530 ဆိုင်တော့မှဒီ A56 ရဲ့ဒီဇိုင်းကိုကျွန်တော်ကတော့ပို့ပြီးမှကြိုက်တာမျိုးရှိပါတယ်အဓိကအပြင်ကြောဘက်အချမ်း မရာ setup ပုံစံကြီးကြီးပါ aluminum frame setup ကိုတွေ့မြင်ရမှာဖြစ်ပါတဲ့ glass back နဲ့လာပါတဲ့ corning gorilla glass victus plus protection ကိုအသုံးပြုထားပြီးတာမျိုးရှိပါတယ်အယောင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ၄အောင်ဖြရှိထားတာမျိုးရှိပါတယ်ဒါပေမဲ့ pre-order website မှာကြည့်မယ်ဆိုရင်တော့အယောင်၃အောင်ပဲတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကပန်းအောင်ပျောက်နေတာမျိုးရှိပါတယ်ဗျ design ကိုကြည့်ရမယ်ဆိုရင်တော့ personal choice ပုံမှာလည်းမူတည်တာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီရဲ့ design ကိုတော်တော်လေးကိုကြိုက်တာမျိုးရှိပါတယ်နောက်တစ်ခု display နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့6.7 inch ရဲ့ full HD plus super AMOLED panel ကိုအသုံးပြုထားပြီးတာမျိုးရှိပါတယ် HDR10 plus support လုပ်ပါတယ် Netflix မှာတကယ်ကျွန်တော် HDR title လေးကြည့်လို့ရပါတယ်120 Hz screen refresh rate display ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။တရ screen refresh rate ကိုကြည့်ရမယ်ဆိုရင်တော့ adaptive screen refresh rate မဟုတ်ပါဘူးဗျာ။ဘာပြောချင်တာလဲဆိုတော့120 refresh rate မှာပုံသေးနေတာမျိုးရှိပါတယ်။ဥပမာတကယ်ကျွန်တော်ဘာသုံးနေလဲပေါ့ဗျာ။အပေါ်မှာ multi မှာအတက်အကျလုတ်တာမျိုးမရှိပါဘူးဗျာ။ပုံမှန်ပေါ့ဗျာ adaptive screen refresh rate display 30 cm ဒီကောင်ပေါ့ဗျာ။အားမတိမတာစားတာမျိုးရှိပါတယ်။ display နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့သူ့ရဲ့ bezel အနေနဲ့ထားပေါ့ဗျာ။အဓိကအပြင်အောက်ကချင်းကနည်းနည်းလေးတီးခဲ့တယ်ဆိုရင်တော့တော်တော်လေးကိုကောင်းမှာဖြစ်ပါတယ်။တခြားတော့ကျွန်တော်ဘာမှ ပြဿနာမရှိပါဘူးတကယ်ကျွန်တော်တို့က content တွေပါတယ်အစီ join လို့ရတာမျိုးရှိပါတယ် outdoor မှာလည်းအစီအသုံးပြုလို့ရတာမျိုးရှိပါတယ်ဒီမှာကြည့်မယ်ဆိုရင် always on display ကိုလည်း trim ရတာမျိုးရှိပါတယ်နောက်တစ်ခု performance နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Samsung ရဲ့ Exynos 1580 SoC ကိုအသုံးပြုထားပေးတာမျိုးရှိပါတယ်4 nanometer process ပေါ်အခြေခံထားတဲ့ outer core SoC ပဲဖြစ်ပါတယ် RAM 8128 GB လာတာမျိုးရှိပါတယ် RAM 825 SoC လာတာမျိုးရှိပါတယ် RAM 1256 SoC လာတာမျိုးရှိပါတယ်ဗျ RAM type ကိုကြည့်ရမယ်ဆိုရင် LPDDR5X RAM အသုံးပြုထားပေးတာမျိုးရှိပါတယ် storage type ကိုကြည့်ရမယ်ဆိုရင် UFS 3.1နဲ့လာတာမျိုးရှိပါတယ်ဒီ SoC နဲ့ပတ်သက်ပြီးပြော ောင်းမယ်ဆိုတော့ day to day usage မှာတကယ်ကျွန်တော်ဘာမှပြဿနာပေးမှာမဟုတ်ပါဘူးဗျာ multitasking နဲ့ AC လို့လို့ရမှာဖြစ်ပါတယ် game တွေပါလေ AC ဆိုးလို့ရမှာဖြစ်ပါတယ် match of pubg လို့ game ကိုလုံးဝ heavy ပုံစံအနေထားပေါ်ရ game မှာတယောက်လိုပုံစံနဲ့ heavy ဆိုးမယ်ဆိုရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးဗျာပုံမှန်ပေါ်ရတကယ်ကျွန်တော်က pubg တွေပါလေဆိုးတယ်ဆိုရင်လည်းပြဿနာမရှိပါဘူးဒီမှာရှိမယ်ဆိုရင် light game တွေကတော့ပြဿနာမရှိပါဘူးဗျာ heavy game တို့က heavy ပုံစံဆိုးမယ်ဆိုရင်တော့ဒီကောင်ကအလောက်ကြီးအဆင်ပြေမှာမဟုတ်ပါဘူး struggle လုပ်ပါလိမ့်မယ်ဒီမှာ struggle လုပ်တာဆိုတာလုံးဝဆိုးမရတာအဲ့လိုပြောရမဟုတ်ပါဘူးဒါပေမဲ့လုံးဝ heavy အနေထားနဲ့ဆိုးမယ်ဆိုရင်တော့ frame drop တို့ပေါ်ရ lag issue ူတော့အနေနဲ့များတော့ကြုံရမှာဖြစ်ပါတယ်နောက်တစ်ခု camera setup နဲ့ပတ်သက်ပြီးပြောရမယ်ဆင်တော့ချောပဲအချက်မှာ triple camera setup ကိုတွေ့မြင်ရမှာဖြစ်ပါတယ်50 megapixel main camera OIS support လုပ်ပါတယ်နောက်တစ်ခုက12 megapixel ရှိတဲ့ ultra wide camera နောက်တစ်ခုကတော့5 megapixel ရှိတဲ့ macro camera ကိုတွေ့မြင်ရမှာဖြစ်ပါတယ် video ရိုက်မယ်ဆင်တော့ 4K ကို 30fps တရားလိုရတာမျိုးရှိပါတယ် megapixel ပေါ်မှာမူတီးမှ camera ရဲ့ quality ကိုတော့ဆုံးဖြတ်လို့မရပါဘူးတကယ်ကျွန်တော်အနေနဲ့ camera review တွေပါတယ်များများကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာ time တစ်ခုပါရှိလဲဆိုတော့ဒီဈေးတန်းနဲ့ပေါ့ဗျာဒီနေရာမှာကြည့်မယ်ဆိုရင် telephoto ထည့်ပေးတင်တာဖြစ်ပါတယ် time telephoto ကိုတော့ ွင်မြင်ရတာမျိုးမရှိပါဘူးဗျ။နောက်တစ်ခု selfie camera နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့12 megapixel ရှိတဲ့ selfie camera ကိုတွင်မြင်ရမှာဖြစ်ပါတယ်။ 4K 30 fps video ရိုက်လို့ရတာမျိုးရှိပါတယ်။ battery နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့9000 mAh တင်လာတာမျိုးရှိပါတယ်။ 45W fast charging ကိုတွင်မြင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ charger ကိုတော့ပေါ့ဗျာဘူးထဲမှာတွင်မြင်ရတာမျိုးမရှိပါဘူးဗျ။ OS နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ Android 15ကိုအခြေခံထားတဲ့ UI ကိုတွင်မြင်ရမှာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာ6နှစ်တိတိပေါ့ဗျာ major update ကို security update ကိုရရှိမှာဖြစ်ပါတယ်။တခြား feature တွေကိုကြည့်ရမယ်ဆိုတော့ in display optical fingerprint scanner ကိုတွင်မြင်ရမှာဖြစ်ပါတယ်။ IP MP67 Dyson water resistor ကိုတွေ့မြင်ရမှာဖြစ်ပါတယ် Studio speaker setup ကိုတွေ့မြင်ရမှာဖြစ်ပါတယ် wireless charging တော့ရရှိမှာမဟုတ်ပါဘူး reverse wireless charging လည်းတွေ့မြင်ရတာမျိုးမရှိပါဘူးနောက်တစ်ခုကဒီ AI feature တွေပါလည်းတွေ့မြင်ရတာမျိုးရှိပါတယ် circle to search နဲ့ပတ်သက်ပြီးပြရမလားဒီကျ object remove လုပ်တဲ့အရာနဲ့ပတ်သက်ပြီးပြရမလား best face နဲ့ပတ်သက်ပြီးပြရမလားဒီမှာကျတော့တခြားပေါ်ရ Samsung ရဲ့ AI feature တွေပါတွေ့မြင်ရတာမျိုးရှိပါတယ် flagship မှာတွေ့မြင်ရတဲ့ AI feature အကုန်လုံးကိုတော့တွေ့မြင်ရတာမျိုးမရှိပါဘူးဗျဒီမှာကျတော့မေးစရာရှိတာတကယ်ပဲ16.9ထောင်နဲ့ပေါ်ရ Samsung Galaxy A56 ကိုရွေးချယ်တင်လာဆိုတာ မေးစီရရှိပါတယ်တခြားကျော်ဘာ option တွေရှိလဲပေါ့ဗျာကျွန်တော်အမြင်အရပြောရမယ်ဆိုတော့တကယ်ချင်းတော့အနေနဲ့ one UI ကိုခြိုက်တယ်ဒီက Samsung ရဲ့ Knox security တွေပါခြိုက်တယ်နောက်တစ်ခုက လုံးဝ heavy game မစော့ဘူးပေါ့ဗျာ game လို့စော့လို့ရပါတယ်ပြဿနာမရှိပါဘူး light game တွေပါစော့မယ်လုံးဝ PUBG လို့ game တွေပါစော့မယ်ဆိုရင်အကြိုက်ပေါ့ဗျာလုံးဝကျော် heavy type မစော့ဘူးဆိုရင်တော့ပြဿနာမရှိပါဘူးဗျာဒီဖုန်းကကျော်ရွေးချယ်တင်တဲ့ဖုန်းပဲဖြစ်ပါတယ်ဒီမှာကျော် Samsung ဘက်ကနေဒီဈေးထဲထဲမှာခြိရမယ်ဆိုတော့ telephoto camera တွေပါတော့ထည့်ပေးတင်တာမျိုးရှိပါတယ်ဒါပေမဲ့ telephoto တွေပါတော့တွေးမြင်ရတာမျိုးမရှိပါဘူး camera quality ကလည်းတကယ်ချင်းတော့ review တွေပါကြီး ိဖို့ကျွန်တော်ပြောလို့ပါလိမ့်ဗျာပုံမှန်တကယ်ကျွန်တော်အနေနဲ့ Samsung ကိုကြိုက်တယ် Samsung ရဲ့ One UI ကိုကြိုက်တယ် Security Update လည်း6နှစ်ထိရရှိမယ်နောက်တစ်ခုက Samsung ရဲ့ AI feature တွေကိုတော်တော်လေးကိုကြိုက်တယ်ဆိုရင်တော့ ဒီကောင်ရွေးချယ်တင်းတဲ့အထဲမှာပါလာမျိုးရှိပါတယ်ဗျာနောက်ဆုံးကျတော့ဒီဇီလန်ထဲမှာတကယ်ကျွန်တော်တို့နေ Samsung Galaxy A56 ကိုမီရွေးချယ်ခြင်းပေါ့ဗျာတခြားဘာ option ရှိလဲဆိုတာမီးစီယာရှိပါတယ် Xiaomi 14T ရှိတာဖြစ်ပါတယ်ဒီကောင်ရွေးချယ်လို့အဆင်ပြေတာမျိုးရှိပါတယ်အဓိကအဖြစ်နဲ့ performance ပိုင်းဦးစားပေးမယ်ဆိုရင်ပေါ့ဗျာတကယ်ကျွန်တော်တို့အနေနဲ့ဒီမှာ heavy game တွေပါရီဆော့မယ်ဒီကကျတော့ Xiaomi 14T မှာကြည့်မယ်ဆိုရင်တော့ PUBG လုပ်ခွင့်ကို 90fps တိဆော့လို့ရတာမျိုးရှိပါတယ် software update နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်လေးနှစ်ပေါ့ဗျာ OS update တွေ့မြင်ရမှာဖြစ်ပါတယ်၅နှစ် security update တွေ့မြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့ကျတော့ဒီက Xiaomi 14T မှာကျွန်တော်တခုမကြိုက်တာပါလဲဆိုတော့ build quality ပဲဖြစ်ပါတယ် plastic frame setup နဲ့လာတာမျိုးရှိပါတယ်ဒီက build quality တစ်ချက်ကျွန်တော်မကြိုက်တာမျိုးရှိပါတယ်ဗျတခြားကြည့်ရမယ်ဆိုရင်တော့ camera ကကျွန်တော်ပြောတဲ့အတိုင်းပဲ camera ပေါ့ဗျဒီက comparison တွေပါတယ်တကယ်ကျွန်တော်ကြည့်ကြည့် for thing team မှာကြည့်ရမယ်ဆိုရင်ဒီကပေါ့ဗျ telephoto camera တွေပါတယ် trim ရတာမျိုးရှိပါတယ်ကျွန်တော်အကျံပေးချင်တာကတော့ဒီကပေါ့ဗျ Samsung Galaxy A56 နဲ့ 14T ရဲ့ပေါ့ဗျဒီက camera review တွေများများကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျဒီ smartphone တစ်ခုလုံးမှာကြည့်မယ်ဆိုရင်တော့သူကလည်းသူအားသာချက်အားနည်းချက်တွေတော့ရှိတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အမြင်ကိုဖော်ပြပေးလိုက်တာဖြစ်ပါတယ်အရေးကြီးတာတကယ်ကျွန်တော်အမြင်ကိုလည်းကျေးဇူးပြုရ မတ်မှာပြပြပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့တော့ပါပဲဗျ။တကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျ။